တရားကျင့်ယူတာအော်တတိယကျင့်ယူတာပါတယ်ဟုတ်ပါတယ်သူတာဆိုရင်ဘုဒ္ဓဘင်ပြန်ဝဲပြန်နေနေရဒီမှာလည်းရှိပါတယ်အိမ်မှာမမဆောင်းလည်းတွေ့ပါတယ်။သမီးလေးဖြစ်ဆိုတာကိုလည်းကိုယ်တိုင်ကြည့်ခဲ့ရပါတယ်။မော်လမြိုင်ကအိမ်ရောက်မလို့လေ။အဲ့အိမ်ကသိန်း900လောက်တက်တယ်။အဲ့ဒါကိုရောင်းပြောရေဒနာဆိုင်ဖွင့်မလို့ အဲ့ဒါအမျိုးတွေကိုယ်တိုင်ကလိုက်လုပ်ပေးရပါဝိုင်းအောင်ပေးနေကြရွှေဆိုင်စိန်ဆိုင်ဖွင့်လိုက်ရှင်သူများလည်းမငါတော့မှလည်းကြောက်ပြသူတို့ကများတယ်အရင်ဖွင့်လိုက်ဟုတ်မယ်ဟိုတော့ကကြတော့ငငယ်တော့ကကြတော့ဟိုတော့ကចောင်းတက်တော့ကကြရွှေကြိုက်တယ်နောက်လည်းကြပါပလဲကြိုက်တယ်ပြီးရဒီဘက်ခင်မှာကြတော့စိန်တို့အဲ့လိုမျိုးကြောက်တီလေအဲ့လိုဝဒနာပါမယူသားလာကြိုက်တယ် ဲ့လောက်ပါပဲဟိုအသက်ငယ်တာကြီးရပါညာတော့မရှိတော့ပါဘူးငငယ်ရဆိုအသက်ကြီးရလူပဲကြိုက်တာအခုကတော့အဲ့လိုမျိုးတော့တိတ်မရှိဘူးရိုးသားတာတော့နံပါတ်၁ပေါ့စီးပွားရေးအဆင်မပြေလဲအဆင်မပြေဘူးအိမ်တော်ကြီးကလေအဲ့တော့ရိုးလဲရိုးသားရမယ်စီးပွားရေးလဲအဆင်ပြေတယ်ဆိုတော့ပိုကောင်းတာပေါ့မျက်စိမှိတ်ပြီးတော့တယောက်ဂျူလက်ညိုထိုးလိုက်မယ် ီးอ่ะဟိုကားလူလာကားလူလဲပါပါเนาะပြီးတော့ဒီဘာလဲဖုံဖုံလေးတွေကိုလင်းရှင်ပြုတ်ပေးတာလားမသိဘူးအပါ300อ่ะပေါ့เนาะမမဆောင်လဲဟိုဘယ်လိုပြောမလဲလူဖို့တော့စဉ်းစားတာဒါပေမဲ့ဘာမှတော့မမေးလိုက်မိဘူးဒါပေမဲ့တိမ်စင်းလောင်းတာဆိုကိုယ့်ကိုအော်တူတော့တည်တာပေါ့เนาะတိမ်စင်းလောင်းရင်တော့လှူမယ်လို့စဉ်းစားတာဟိုဒီလိုမျိုးလဲလှူလို့ရတယ်လင်း ဟိုဘယ်လိုပြောမလဲဒါရှင်းသားမနေတွေဆိုတော့ကိုသားသမီးတွေဖြစ်သွားတာပဲလေအဲ့တော့ဒီလိုမျိုးလှူတာလဲဟိုကောင်းပါလေကိုတွေဆိုလဲလေဟိုဘယ်လိုပြောမလဲအပြိုကြီးဆိုတော့လေအဲ့လိုပဲလှူရမှာပဲလေလှူလို့ရှိလို့ရှိရင်အဲ့ဒီအတွက်ကြောင့်ဝမ်းသာတယ်ပေါ့နော်ဒီလိုမျိုးဘယ်လိုပြောမလဲကိုအပြိုဘွားမှာလဲအဲ့လိုမျိုးလှူတာကောင်းတယ်လူပြိုဘွားမှာလဲအဲ့လိုမျိုးလှူတာလဲတမျိုးတော့ကောင်းပါလေဘယ်ဟာပဲဖြစ်ဖြစ်စိတ်ထားကြရင်မြတ်တယ်နိ အဲ့တော့ဟိုဘယ်လိုပြောမလဲဘယ်ဘွားမှာပဲနေနေကြလူအလူတန်းကတော့ဟိုမြင့်မြတ်တယ်လို့ထင်တာပဲကိုစိတ်ထဲမှာလေဟိုအဲ့ဒီကုတူတွေကလည်းစုနေတာအချိုးပေးတဲ့အချိန်ကမသိဘူးကိုကတော့ကိုကုတူအရန်စုနေတယ်ဟိုကိုကုတူတွေဆိုလို့ရှိရင်အနောက်မှာလေအဲ့လိုမျိုးကုတူတွေလိုက်နေတယ်လို့ခံစားရတယ်ကိုကုတူတွေအရန်လှုပ်တာပြီးတော့လုံးရင်လည်းစေတနာသုံးနံပြတ်တာဆိုတော့လေကိုကုတူတွေကလိုက်နေတဲ့အခါကျတော့ကိုစိတ်ထဲမှာအချိုးပေးဖို့စောင့်နေတယ်လို့ထင်တယ်အဲ့လိုမျိုးလည်း ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ကိုကတော့ဟိုဘယ်လိုမှလှူလို့ရှိရင်အဲ့လိုစိတ်အပြည့်လှူတတ်တော့လေအဲ့လိုမျိုးကိုကုတူတွေကတော့အနောက်မှာစောင်းနေတယ်အမြဲတမ်းအဲ့လိုပဲဖြစ်တာအမားလေတရားကျင့်ယူတာအော်တရားကျင့်ယူတာပါတယ်ဟုတ်ပါတယ်သူတားဆုံးရင်ဘုရင်ပြန်ဝဲပြန်နေနေရကျမလည်းရှိပါတယ်အဲ့မှာမမစောင်းလည်းတွေ့ပါတယ်သမီးလေးဖြစ်ဆိုတာကိုလည်းကိုယ်တိုင်ကြည့်ရပါတယ်လူမယ်ဆိုလို့ရှိရင်သူကသူအလိုလိုနေရင်ဟိုလူဖြစ်သွားတယ်။အလူလူချင်းနဲ့ဘာညာတွေးလိုက်တာနဲ့အလူကအဲ့လိုဖြစ်သွားတာ။အမအဲ့ဒီစိတ်တော်ရှိရဲ့။ ဟိုဘယ်လိုပြောမလဲစဉ်းစားလိုက်တာနဲ့အလိုလိုနေလူပြစ်တယ်ပေါ့နော်အဲ့ဒါနှက်ကောင်းနဲ့မြက်တွေကတကယ်လူရဲလူတွေကိုဆောက်ရှောက်ပေးရဖြစ်နေမယ်အမားစိတ်ထဲမှာဒါမျိုးတွေကဟိုလူဖို့ဆိုလွယ်တာမဟုတ်ဘူးလေတနည်းကိုသိန်းတစ်ထောင်တော့လူဖို့ဆိုတာနှက်ကောင်းနဲ့မြက်တွေဆောက်ရှောက်ပေးရဖြစ်မယ်ဟိုလိုမျိုးချမ်းသာလို့ဘာညာထက်ပေါ့လေနှက်ကောင်းနဲ့မြက်တွေဆောက်ရှောက်ပေးနေရဖြစ်မယ်ဟုတ်တယ်ဟုတ်တယ်အကိုတို့ကြတော့ဟိုမီဒီယာပေါ်မှာတော့တိတ်ပြောမဖြေဖြစ်ဘူးပေါ့သူလူတာတော့အများကြီးပဲကိုရီတောင်ဆက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 ်ပါသေးတယ်မီဒီယာမှာ တို့ကတော့အဲ့လိုမျိုးတွေတော့မလုပ်ဘူးတို့ရိုးရိုးပဲလှူတာပေါ့နော်ပိုတော့ကောင်းပါတယ်အဲ့လိုမျိုးစိတ်ထားတက်မြက်တယ်မမတို့လည်းတစ်ခါကျရင်အလှူတွေလိုင်းမမတင်တာအများကြီးပဲတစ်ခါကျရင်လူတွေအရောက်ရာနဲ့ချီပြီးလှူပြီးရောလိုင်းမမတင်တာတွေလည်းအများကြီးပဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေအများကြီးပဲမလည်းအဲ့လိုမျိုးဟိုလူမသိသူမသိလှူတက်အောင်စူးစမ်းလိုက်အောင်ရှင်ပြူလာဆိုတော့လေဟိုမြင့်မြတ်တယ်လေမြင့်မြတ်တော့ဟိုဟာပေါ့ဝမ်းသာတာပေါ့နော်ဘာပြောလို့ဆိုတော့ရှင်သာမဏေလေးတွေကလေ အဲ့လိုမျိုးရှင်ပြုလို့ရှိရင်အရန်ချစ်ဖို့ကောင်းတယ်အဲ့ဒါသူတို့အဲ့လိုဆိုအဲ့လိုခဏခဏတိုးတယ်အကိုလည်းလှုပ်ဘူးပါလေကိုလည်းလှုပ်ဘူးရဲဆိုတာဟိုဘယ်လိုပြောမလဲသူများလှုပ်မှာဒီလိုမျိုးတိမ်စင်းလောင်းနေဟာဇာမလှုပ်တာပေါ့နော်ဟိုလိုဖုန်ကြီးအပားကြီးကြတော့ဟိုဘယ်လိုပြောမလဲသူတို့တွေကအဲ့လိုဖုန်ကြီးဝတ်ချင်နေဆိုရင်ကိုအလှလာခံတာတော့ရှိရဲ့အဲ့လိုမျိုးတော့လှုပ်ဘူးပါလေဒါပေမဲ့ဒီလိုအပားအဲ့လိုမျိုး200 300တော့အဲ့လိုမျိုးတော့မလှုပ်ဘူးပေါ့နော် ဝမ်းသာပေါ့ကွာတင်စင်းတော့လောင်းဖြစ်တယ်အမြဲတမ်းဟိုဟာ200 300တော့အမြဲတမ်းတင်စင်းလောင်းဖြစ်တယ်ဟိုလိုအပ်တဲ့နေရာတွေပဲလှူဖြစ်နေတော့လေပြီးတော့ကိုရီကိုလည်းလာလာငှားတယ်အမြဲတမ်းအဲ့ဒီရှင်ဘာအဲ့လိုမျိုးလေး100တို့200တို့အမြဲတမ်းပဲလေဟိုလိုင်းလီတို့တောင်မှလာငှားသေးတယ်လေမမဆောင်အဲ့လိုမျိုးလေးတွေတော့ရှိပါတယ်နေမှာတော့အမြဲတမ်းလုံးနေရတယ်ကိုကတော့အမြဲတမ်းရှင်ဘာအဲ့လိုမျိုးအများကြီးနဲ့တွားတွားပြီးတော့ဘန်ချဲပေးရတာတို့ဘာလို့အမြဲတမ်းလုံးဖြစ်ပါတယ် ကဘာကူကတော့ဟိုအရေးကြီးတဲ့အလှူတွေလုပ်နေရတာကိုအမတို့ကလေဒီမှာငှက်လှင်ဖြစ်နေတော့အဲ့လိုအမဒီအမမွေးလာပေါ့နော်မေးလာမှာ3900လောက်တော့လှူပြစ်တယ်အရှင်အပါးတွေပါကြီးလဲအဲ့လိုလှူခြင်းနဲ့စိတ်တော့ရှိပါတယ်ဒါပေမဲ့တိမ်စင်းကတော့အမြင်နဲ့လောင်ပြစ်တယ်အဲ့လိုရှင်သာမဏေတွေအပါး100 200 300ကတော့လောင်ပြစ်တာပေါ့နော်ဒီနေ့လဲဟိုဘယ်ပြောမလဲဟိုလောင်ချင်လောင်လို့ရအမတို့ပတ်စံနေတော့ထည့်ခဲ့တယ်ဒီနှစ်တည်းဆို3000လောက်ဖြစ်သွားလှူတာလေ အဲ့လိုဘယ်လိုပြောမလဲလူရင်းလူရင်းနဲ့အဲ့လိုဖြစ်သွားတာပေါ့နော်ကိုဝမ်းလဲဝမ်းသားအကိုလည်းအဲ့လိုမျိုးစိတ်ကူးမရှိဘူးအဲ့လိုမျိုးဟိုတိုင်းတထောင်နဲ့ချီပြီးလှူတာဆိုတာကိုတခါကျလို့ရှိရင်ဟိုကဘယ်လိုပြောလှူပြစ်လားမလှူပြစ်လားတွေးလို့မရအောင်လေဒီနှစ်တည်းတော့လှူပြစ်သွားတယ်အဲ့တော့ကိုဝမ်းသာတာပေါ့နော်ဘာပဲဖြစ်ဖြစ်နောက်နှစ်တည်းလည်းအဲ့လိုမျိုးလူချင်းနဲ့စိတ်တော်ရှိရဲ့လှုပ်လှောက်မတင်တဲ့တားရဲ့အိမ်ရောက်ဆက်သွားရင်မထွက်သေးဘူးမော်လမြိုင်ကအိမ်ရောက်မလို့လေ အဲ့အိမ်ကသိန်း9000လောက်တက်နေအဲ့ဒါကိုရောင်းပြောဟိုရေသနာဆိုင်ဖွင့်မလို့အဲ့ဒါအမျိုးတွေကိုယ်တိုင်ကလိုက်လုပ်ပေးရပါဝိုင်းရောင်းပေးနေကြဒါပေမဲ့အခုရွှေတူးတွေကလည်းထွက်နေရလေအဲ့လိုမျိုးထွက်နေတော့အမျိုးတွေကခဏနေပါအောင်လားလို့ဘာညာတော့ပြောတယ်ကိုကတော့နေချင်းလည်းနေမယ်နေချင်းလည်းမနေဘူးကို့သဘောပဲပေါ့နော်ကိုရီးယားအဲ့လိုမျိုးဘာလို့ပြောမလဲဖွင့်ပွဲတို့ပါတော့ကြာတော့ဟိုဟာကိုဟိုရင်းဘာလို့အနုပညာကြီးတွေအဲ့လိုမျိုးပေါ့နော်ကိုက အဲ့လိုပြောမယ်အဲ့လိုဖွင့်ပွဲတွေတက်လို့ရှိရင်လေအဲ့လိုလက်စွပ်လေးတွေရသွားတာဟာတို့အဲ့လိုငကက်လေးတွေရသွားတာသူတို့ကပေးကြတယ်လေအဲ့လိုမျိုးအဲ့လိုမျိုးတက်ပြစ်တာပါအဲ့ကိုရဲ့ဟိုဘယ်လိုပြောမလဲကိုစီးပွားရေးလို့နော်သူတို့အခြေအနေကြီးအောင်ပါဘောနော်အဲ့တော့သူများဖွင့်ပွဲတွေရင်တက်လိုက်အောင်ပဲပြီးမှစီးပွားရေးလို့တာကောင်းမှတင်တယ် ကိုကအဲ့ကြညာဘက်လေးမှာဟိုရှိနေတော့လေအမျိုးတွေကအဲ့ဒါလည်းစိတ်ပူတာပါကိုရွှေဆိုင်စိန်ဆိုင်ဖြန့်လိုက်ရှင်သူများလည်းမငါတော့မှလည်းကြောက်ပြသူတို့ကများတယ်အရင်ဖြန့်လိုက်အောင်ပဲအခုလည်းအမျိုးတွေကအဲ့ဒါမျိုးစိတ်ပူတာသူတို့ကလေစိတ်ပူတော့အဲ့ကိုကအဲ့လိုမျိုးယန္တနာဆိုင်မှာဖြန့်လိုက်ကိုလည်းမငါမှကြောက်တာသူတို့ကလေ အဲ့လိုဖွင့်ပွဲလေးလာမငားမှာကြောက်လို့အဲ့ဒါသူတို့ကတစ်ချက်ချိန်နေအကောင်လုံးဖွင့်လိုက်အောင်မလေးပတ်ပြီးရောအဆိုင်ကြီးကုံဝါးမှဖွင့်ချလိုက်ပဲအော်မကောင်းလို့နောက်တာပါကုံကြိုက်တယ်မမဆောင်ဟိုကအရှိပိုင်းတော့ကပလဲယူယူသေးတယ်လုံးခဲ့တဲ့၁၀နှစ်ပြောမှာပေါ့ချစ်ပန်းဝေးဆုံးကဆိုရုံညင်တကားလုံးပလဲပဲဝတ်ထားအလေးကိုကွဲကြီးတောင်းလေအဲ့မှာပလဲတွေတော်တော်များများဝတ်တယ် ဟိုအမေကအမွေရပြီးတော့တမီးမှဆက်ဝတ်လိုက်တဲ့ပုံစံလုပ်လိုက်တယ်။အရန် crazy ဖြစ်တာအောင်ချစ်ပန်းကိုရတမီးနှစ်ယောက်မွေးသေးတာဆိုတော့လေ။အဲသူများရဲ့နိယသနာတွေကတူနေတယ်နော်လေ။ဟိုပလဲတွေတူနေပေါ့နော်။အမေလက်ထက်တွေကပလဲကြိုက်တာလားဆိုပြီးအဲ့တော့ကတော့ပလဲယူလိုက်သေးရဲ့။အခုကတော့ဟိုအကုန်ကြိုက်တယ်။အခုကမှဟိုဟာစိန်နေလဲကြိုက်သွားပြန်ရောအဲ့လိုကြောက်တီလဲကြိုက်သွားပြန်ရောထူးထူးဆန်းဆန်းအဲ့လိုအဲ့လိုရွှေလဲကြိုက်တယ်အဲ့လိုမျိုးအခုကအဲ့လိုမျိုးအစုံဖြစ်သွားတာပေါ့နော်ခုတော့ကကြတော့ငငယ်တော့ကကြတော့ဟို ကကျောင်းထက်တုန်းကကျရွှေကြိုက်တယ်နောက်လဲကျတော့ပလဲကြိုက်တယ်ပြီးရဒီဘက်ခင်မှာကျတော့စိန်တို့အဲ့လိုမျိုးကြောက်တည်လေအဲ့လိုဝါသနာပါအခုကတော့ဘလို့လဲជីဝါလာမသိဟိုပစ္စည်းတွေအကုန်လုံးကစိန်ဆိုလဲစိန်အလျောက်လှတာပဲလေရွှေဆိုလဲရွှေအလျောက်လှတာပဲကြောက်ဆိုလဲကြောက်အလျောက်လှတာပဲဆိုတော့လေဟိုစိတ်ထဲမှာတော့ဟိုကမဖြစ်ပါဘူးဘာဖြစ်ဖြစ်ရအဆင်ပြေပါတယ်အဲ့ဒါတော့မတွေးထားဘူးကြိုက်တဲ့လူတွေကတော့အများကြီးရှိတယ်မတွေးထားဘူးဘာမှလေဟိုကိုစိတ်ပဲ မယူသားတာကြိုက်တယ်အဲ့လောက်ပါပဲဟိုအသက်ငယ်တာကြီးရပါညာတော့မရှိတော့ပါဘူးငငယ်ရဆိုအသက်ကြီးရလူပဲကြိုက်တာအခုကတော့အဲ့လိုမျိုးတော့တိတ်မရှိဘူးရိုးရိုးသားရင်တော့ပူခေါင်းတာပေါ့အမားတို့ကလည်းရိုးရိုးသားသားပဲဆိုတော့လေရိုးသားကတော့နံပါတ်1ပေါ့ဟုတ် ဒါပေမဲ့ဟိုစီးပွားရေးအဆင်မပြေလဲအဆင်မပြေဘူးအိမ်တော်ကြီးကလေအဲ့တော့ရိုးလဲရိုးသားရမယ်စီးပွားရေးလဲအဆင်ပြေတယ်ဆိုတော့ပိုကောင်းတာပေါ့မျက်စိမှိတ်ပြီးတော့တယောက်ဂျီလက်ညိုထိုးလိုက်မယ်ကားဆိုလို့ရှိရင်ဟိုပါပေါ့မအတိုင်းမသိဝမ်းသာမိရပေါ့နော်ဒီနေ့အာကိုခန့်ဟိုပါပေါ့နော်အရှင်သာမဏေတွေအပါ300အောင်ဟိုဘယ်တင်စင်းလောင်းမယ်အပါ100အောင်ကျတော့ရှင်ရှင်ရှင်ဝတ်ပေးတာပေါ့နော် ရှင်ဖြူပေးတာပေါ့အဲ့တော့ဟိုပြောမလဲအဲ ဖျော့ဟိုဘာလဲကားလဲလေလူလူ60လေအယောက်60တင်တဲ့ကားလဲဒီဖုံးချောင်းမာလေဖုံးဖုံးနေစာစံအန်းလို့ရှိလို့ရှိရင်လေဟိုတွားဖို့ကားမရှိလို့ဆိုအဲ့ဒါလေဒီရေဆက်ချောင်းမပြောလဲအဲ့တော့အရန်ဝန်းတာပါလေလို့ပြောချင်ပါတယ်ပီတိလည်းဖျက်ပါဒီတက်မကလည်းပို့ပြီးလှူနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဟေးဟုတ်တယ်အဲ့လိုပြီးခဲ့တဲ့အပတ်တည်းကမားတို့လာသေးရဲ့လေတခါအဲ့တုန်းကကြတော့ तू ဘယ်လောက်လဲမသိမားတီလိုက်တာ တင်း300လားဘာလားမသိအမှတိတ်မမှတ်မိတော့အဲ့ဒါအခုကကျတော့အဲ့ဂါယူတိတ်ဘယ်လောက်တန်မလဲတော့မသိ600လောက်ရှိမှာပေါ့နော်အဲ့ဟာယူရေစက်ပြန်ချမယ်ကြာဟောကျေးဇူးပါလို့